ဘာစလိုနာရဲ့ဖက်ထရီချက်တောင်ပိုကောင်းနေတဲ့မန်ယူနိုက်တက်အကယ်မီအတွက်ကစားမှာဒီရာသီရီယဲမတ်ထရီအသင်းရဲ့တူတောက်ပလာနေတဲ့လူငယ်နောက်ခံလူအေဗာရိုဖာနန်ဒက်စ်ကတော့မန်ချက်စတာယူနိုက်တက်အကယ်မီကနေပေါဖွာလာခဲ့တာအတော်များများတည်ပြီးသားဖြစ်ပါလိမ့်မယ်ဒါပေမဲ့အားလုံးအတွက်ဝေခွဲမရဖြစ်စေခဲ့တာကတော့ဒီလောက်အလားလာရှိတဲ့ကစားမကရတဲ့စီနီယာအသင်းကြီးနဲ့ဘာလို့ကစားခွင့်မရတာလဲဆိုတာဟုတ်ပါဘယ်စနောက်ခံလူဟာ2020ခုနှစ်မှာရီယဲမတ်ထရီအသင်းကနေကာရင်တန်ကိုရောက်ရှိလာခဲ့ပြီးတော့ ညတဲ့လူငယ်အသေးနေမှာခြေစွမ်းပြကစားနိုင်ခဲ့ပြီမေအတွေ့အကြုံကိုပုံမရရှိစေဖို့ဆိုပြီး Pretender in Grandana နဲ့ Mimika အသင်းနေတန်ငါချထားခြင်းခံခဲ့ရပါတယ်။ Evero က United Senior အသင်းနဲ့မကြာခဏတူတူလေးဂျင်ခွင်ရခဲ့ပြီမေဒီခါမှတော့ကစားခွင့်မရလိုက်ပါဘူး။နောက်နေ့စနေ့ AB လာ Chelsea အသင်းနဲ့ပွဲစဉ်မှာလူစားဝင်ခွင့်မရလိုက်တဲ့အရန်ကစားမရတဲ့တော့ပါဝင်ခဲ့ပါသေးတယ်။နံပါတ်ကြီး PPC အားကစားသတင်းတောက် Simon Stone ရဲ့အဆိုအရ United နေပြဟောင်း Eric Ten Hag က Evergrow က Premier League မှာကစားဖို့ထိမမြန်ဘူးလို့ယူဆခဲ့တာကြောင့်အတုံးမပြူခဲ့တာလို့ ်ဆိုကြတာဖြစ်ပါတယ်။ဒီနောက်ထပ်အနေနဲ့ဘင်ဖီကာမာတို့က Evero ကို ပေါင်း18တန်းနဲ့ပြန်ခေါ်ခွင့်ရှိခဲ့ပေမယ့်ခေါ်ယူဖို့ညှင်းဆန်ခဲ့ပါတယ်။အခုချိန်ခေါ်ချင်တော့တန်း80ပေးမယ်ဆိုရင်တော့မလွယ်ကူတော့ပါဘူး။ Evero ကလက်ရှိကမ္ဘာကောင်းဆုံးကွင်းလည်လူဆိုပြီးတော့အများစုကပြောနေကြရဲ့ဘာစီလိုနာကွင်းလည်လူဘက်တရီနဲ့တောင်မှရှင်းလို့ရနေပါတယ်။ Recovery slow ခေါ်တဲ့ဘောလုံးစိမ်းမှုအပိုင်းမှာဒီယာဒီလာလီကာပွဲစဉ်တွေအတွင်း Evero ကအကြိမ်40ပြုတ်ထားပြီးတော့ဘက်တရီက39အကြိမ်ပြုတ်ထားတာကတစ်ကြိမ်ပိုများနေပါတယ်။ ကွင်းလယ်လူနဲ့နောက်ခံလူကိုမနိုင်ရှင်တင်ဘူးဆိုပေမဲ့လည်းပြီးခဲ့တဲ့ရာသီတုန်းကဒီချက်မှာဘက်တရီကအကောင်းဆုံးကစားမှာဖြစ်ခဲ့တာပါကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ